ကျောင်းကတော့ခုအစချီပြီးလင်အမီနာကဟာလုံအာလာရှိမင်းအားသူ၏အဖြစ်အပျက်ကိုဆိုလာတန်သည့်အတိုင်းပြောပြသည်ရွှေနားစင်တော်မူပါငါဖေကွယ်လွန်သောအခါငါသည်အမွေအမြောက်များရလိုက်ပါသည်ငါဖေကွယ်လွန်ပြီးနောက်များမကြာမီငါအိမ်အောင်ပြုပါသည်ငါ၏ခင်ပွန်းသည်တထေးကြီးတူဖြစ်ပါသည် ငါဟာအလာဟုအရှင်ဤအလိုတော်အရငါခင်ပွန်းနှင့်တနည်းကြော်ကြော်ကလေးပဲပေါင်းလိုက်ရပြီးနောက်ငါဟာမိုးဆိုးမှဖြစ်သွားပါသည်ငါဟာမိုးဆိုးမှဖြစ်တော်လဲအဖေစီကရသောအငွေနှင့်ခင်ပွန်းတဲထားရခဲ့သောပစ္စည်းများကြောင့်တုံးမကုန်နိုင်အောင်ကြွယ်ဝချမ်းသာပါသည်ငါဟာအရွယ်ကလည်းကောင်းစင်စင်ပြင်းပြင်းလဲနေတဲ့ပစ္စည်းဥစ္စာကလည်းပြည့်စုံအချွေအရန်လဲပေါများ အဖိုးထိုက်အဖိုးတန်အဝတ်တန်စာတို့ကိုလည်းတနာရီတစ်ခါလောက်တစ်မျိုးပြီးတစ်မျိုးလဲ၍ဝတ်တက်သဖြင့်ရက်သေးရွာထဲ၌များစွာကုန်တည်င်းကြီးပါသည်တနေ့တော့ငါအိမ်တို့အမေဦးရွတ်တော်ကြီးတယောက်လာ၍ငါဤခြေထောက်ကိုဖတ်၍ငိုပြီးလျင်သမီးရဲ့အလာဟုအရှင်ဤမျက်နာတော်ကိုထောက်ပြီးအမေတို့ကိုကယ်ပါအောင်မေတို့ဟာတမျိုးတရွာက သူစိမ့်တရံဆန်ဖြစ်သည့်အတွက်တီမျိုးမှာမျက်နာမရှိပါဘူး။အမေမှာဖတ်သက်ဆုံးသမီးကလေးတယောက်ရှိပါသည်။ ခင်များမင်္ဂလာပြုမလို့ရက်သေးရွာထဲမှာဖိတ်တန်သလောက်လူများလဲဖိတ်ထားပြီးပါပြီဒီမင်္ဂလာပွဲကို အထူးသဖြင့်သမီးကြီးကိုယ်တိုင်ကြွားရောက်ချီးမြှောက်စေလိုပါသည်သမီးကြီးလာသည်ရဲဆိုရင်ရက်သေးရွာထဲကဂုံတရေရှိမျိုးသမီးများလဲသမီးကိုကြည်ကျင်တဟာနှင့်ပဲလာကြပါလိမ့်မည်သမီးကြီးကြွားလာမည်ဆိုရင်အိမ်ကသမီးငယ်လဲအင်မတန်အားရရှိပါလိမ့်မည်အမေတို့အခုလိုမျက်နှာငယ်နေသည့်အခါမှာ မီးကြီးကလာပြီးစောင်းရှောက်မီဆိုရင်တမီးကြီးကို အလာဟု အရှင်ဆောင်မတော်မူပါလိမ့်မည်ဟုဝန်းနေကြေကွဲပွဲပြောပါသည်ဒီတော့ငါကအဖွားကြီးကိုတနာသွားပြီးဒီအတွက်မပူပါနဲ့အမေရဲ့အမေတမီးမင်္ဂလာဆောင်ကိုငါလာခဲ့ပါမည်လာခဲ့ရုံတွင်မကသေးပါဘူးအမေတမီးမင်္ဂလာခါမှာဝတ်ဖို့ငါဝတ်သည့်အဝတ်ထဲကဝတ်စုံတစုံပေးပါမည်ပဒီလက်ကောက်ရွှေငွေရတနာပါမကြံစီရပါဘူးလို့ပြောပါသည် ဒီတော့အမေအူကြီးကအမေလေးကျေးဇူးတင်လိုက်ရေသမီးကြီးရေအမေတို့ကိုခုလိုကြည့်ရှုဆောင်မသည့်အတွက်သမီးကြီးကိုလည်းအလာဟုအရှင်က မုန်းချဆောင်မတော်မူပါလိမ့်မည်။ကိုင်းတဟာဖြင့်အမေစိတ်ချပြီးပြန်လိုက်အောင်မယ်နော်။တော်တော်ကြာတော့အမေပြန်လာပြီးခေါ်မယ်။ဒီကသမီးကအစင်သင့်ဖြီးလိန်ဝစ်စားထားနေဟုဆိုပြီးလင်ပြန်သွားပါသည်။ ်အတဟာနဲ့ငါကဖီလိမ်ပြီးတစ်ပေစံပေလှပေကောင်းပေအဖိုးတန်ပေဆိုသည့်အဝတ်တန်စာကြောက်တန်ပရမများတို့ကိုဝတ်ဆင်ပြီးစောင့်နေပါသည်အဲ့ဒလိုငါလည်းဖီလိမ်ဝတ်ဆင်ပြီးရောအမေကြီးလည်းပေါက်လာပြီးဘဲနယ်လည်းသမီးကြီးရေဖီလိမ်ပြင်ဆင်ပြီးပြီလားမျိုးရဲကလူကုံထံအမျိုးသမီးတွေရောက်ကုန်ကြပြီသူတို့ကသမီးကြီးလာမည်ဆိုတဟာကြားလို့ဘဲနယ်လည်းတထေးမအမီနာမရောက်သေးဘူးလားဘဲနယ်လည်း ။တထေးမအမီနာမရောက်သေးဘူးလားနဲ့တမေးတဲ့မေးနေကြသည်။ "Gain, လာသွားကြဆိုဟုဆိုပါသည်။အဲ့တဟာနဲ့ငါကနောက်ပါအစေပါမိန်းကလေးများကိုခေါ်ပြီး "Gain အမေကရှေ့ကသွား။ငါတို့ကနောက်ကလိုက်မယ်လို့ပြောပြီးအမေကြီးနောက်သို့လိုက်၍သွားပါသည်။မင်းလာဆောင်အိမ်တို့ရောက်တော့အခါအမေကြီးပြောသလိုစင်းရဲသည့်လက္ခဏာမတွေ့ရပဲအင်မတန်ခန်းနာကြီးကျယ်စွာပြင်ဆင်မွမ်းမံထားသည်ကိုတွေ့ရပါသည်အဲ့တဟာနှင့်အထဲသို့ဝင်သွားတော့ ပြင်းစင်မူးမှန်ထားတဲ့ဟာတွေကခန္ဓာကြီးကျယ်လွန်းသဖြင့်ရှင်ဘရင်ဤသားတော်သမီးတော်များစုလျားရစ်ပတ်မိထီးဖြူယုံမှုပင်ထင်မိပါသည်အထဲသို့ရောက်သောအခါသူမတူအောင်နှောက်ပသောမိမ့်မပြိုတယောက်ထွက်လာပြီးလျင်တီကိုကြော့ပါမမမမကြော့လာပြီဆိုလို့ငါတို့မျောလိုက်ကြရသဟာလေဘင်းများကိုရှည်လို့ကြော့ပါမမကြော့ပါဟုငါ့ကိုနှုတ်ချိုတန်တာပြောလိုက်ပါသည်အဲ့ဒီမိမ့်မပြိုလို့ချောသဟာလှသဟာမျိုးလဲ ငါဖြစ်တစ်ခါမှမမြင်ဘူးပါအဲ့တဟာနဲ့ငါလဲသူခေါ်ရာကိုလိုက်သွားတော့အဲ့ဒီမိမပြူကထိုင်စမ်းပါဦးမမရေမမကိုငါပြောစရာကလေးတခုရှိလို့ပါဆိုပြီးသူနဲ့အတူရှင်ထိုင်ခိုင်းပါသည်ပြီးတော့သူကမမလာတဟာလေးငါတို့တိတ်ဝမ်းတာတဟာပဲမမကိုငါပြောချင်တဟာကတော့တခြားမဟုတ်ပါဘူးငါမှာအကိုတယောက်ရှိပါသည် သူကငါထက်လှပါသေးသည်မမကလည်းတိတ်ချောပါသည် မမကသာမသိတဟာပါမမထင်းညာမင်္ဂလာပွဲတွေကြလာတိုင်းငါအကိုကမမကိုအမြဲဆောင်ပြီးကြည်နေပါသည်အဲ့ဒါလို့မမကိုမြင်ရဖန်များတော့ငါအကိုကမမအပေါ်မှာမေတ္တာတက်ဝင်လာပါသည်အဲ့တဟာနဲ့မမနဲ့ငါတို့နှစ်ယောက်တွေ့ကြရအောင်ဆိုပြီးပိုးပွားကြီးကိုအတပြားပေးပြီးမမစီလှုပ်လိုက်တဟာပါပဲမမဟာလဲဂုံတရေရှိ အမျိုးကောင်းသားသမီးဖြစ်သည် ဆိုတဲ့ဟာကိုငါတို့သိပါသည်ငါတို့ကလည်းဆွေကောင်းမျိုးကောင်းတွေကပါပဲမမလိုပဲပစ္စည်းဥစ္စာနဲ့လည်းပြည့်စုံပါသည်အဲ့ဒီတော့တိုးတိုးပြောရမယ်ဆိုရင်မမရင်ငါ့အကိုကမမကိုအလာဟုအရှင်သက်သေးထားပြီးရိုးရိုးဖြောင်းဖြောင်းလှုပ်ကြွေးပြုစုခြင်းပါတဲ့ဒီကိစ္စဟာဒုနယဓမ္မတာနဲ့စန့်ကျင်သည့်အလုံးမဟုတ်သဖြင့်မမလည်းရှက်စနိုးတော်မူဖို့မရှိဘူးထင်ပါသည်ငါအကြံကိုမမသဘောတော်ကြည်ဖြူလိမ့်မည်ဟုမျှော်လင့်ပါသည်ဟုနားချပါသည် ဒီတော့ငါကလည်းအင်းငါတော့သူတို့လက်တွင်ရောက်နေပြီမြင်းလိုလည်းရတော့မီမဟုတ်သည့်အတူတူ ချော်လဲတော့ရောထိုင်လိုက်တော့မီဟုအောက်မေ့ပြီတဟာကတော့ညီမလေးတို့ကောင်းမီထင်လျင်မမကမငင်းပါဘူးညီမလေးတို့ပဲကြီးလောက်ကြတဟာပေါ်ဟုပြောကသဘောတူလိုက်ပါသည်ဒီတော့မိမပြိုကဝမ်းတာအားရနှင့်လက်ခုပ်တီး၍ဩဘာပေးပါသည် သူလက်ခုတ်တံကိုကြားသောအခါအခန်းတစ်ခုတွင်မှနှလဲလဖုံးချက်တည်းနှင့်လဲပြေစုံ၍တင့်နေခြင်းအစုဖြစ်သောယောက်ျားပြိုတယောက်သည်အဖိုးထိုက်အဖိုးတန်အဝတ်တန်စာတို့ကိုဆင်၍ထွက်လာပါသည်။ငါကလည်းသူ့ကိုမြင်လိုက်သည့်တခဏ၌ပင်မေတ္တာစိတ်ယိုဖိတ်၍လာပါသည်။ထို့နောက်ယောက်ျားပြိုသူတို့သားသည်ငါပါသို့ချင်း၍ထိုင်ပြီးလျင်ချိုသာသောစကားကိုဆို၍နှုတ်ဆက်ပါသည် ထိုခိုက်တွင်မိမပြိုကလက်ခုပ်တီး၍အချက်ပေးလိုက်ရာ ခန်းတွင်းမှမြို့ဝင်နှင့်ရဲရွာလူကြီး၄-၅ယောက်ထွက်လာကြပြီးလျင်ငါတို့နှစ်ယောက်အားအယိုအသေးပေးပြီးနောက်ခင်းများမှုစာချုပ်ကိုရေး၍ငါတို့တို့သားနှင့်တို့သမီးနှစ်ယောက်ကိုလက်မှတ်ထိုးစေပြီးလျင်ပြန်ဝင်သွားကြပါသည် ထို့နောက်တို့နှစ်ယောက်တည်းကြံကြသောအခါသူတို့သားက"သူကလွဲ၍အခြားယောက်ျားများအပေါ်မှာကိုရောစိတ်ရောမတိမ်ညွတ်ပါဘူး"ဟုတစ္ဆာအဆိုခိုင်းပါသည်။ဒီတော့ငါကလည်း"သူကလွဲ၍အခြားဘယ်ယောက်ျားအပေါ်မှာကိုရောစိတ်ရောမတိမ်ညွတ်ပါဘူး"ဟုတွတ်တွက်ကြီးတစ္ဆာဆိုပါသည်။ဒီတော့သူတို့သားလည်းဝန်တာအာရနှင့်ငါဤလေကိုဖက်၍နမ်းပါသည်။ထို့နောက်ငါတို့သူတို့သားနှင့်သူတို့သမီးမောင်နှံသည် အတင့်ပြင်၍ထားသောစပွဲကြီးသို့တွား၍မြဲချုံမြိန်သောစောက်ွယ်တောက်ွယ်တို့ကိုပျော်ရွှင်စွာစားကြပါသည်ထိုကဲ့သို့စားတောက်၍နေခိုက်တွင်ငါးစိတ်ထဲချိန်မြင်မြန်ကုန်ပြီးမိုးမြင်မြန်ချုပ်ပါစေတော်ဟုအောက်မေ့မိပါသည်ထို့နောက်မိုးချုပ်၍အိတ်ချိန်တန်သောအခါသူတို့သားသည်ငါကိုတွဲ၍အိတ်ခမ်းသို့ဆောင်းသွားပါသည်ငါတသက်တွင်အဲ့ဒီညကားလောက်တစ်ခါမျှမပျော်ရွှင်ဘူးပါအဲ့ဒလိုငါတို့ဇနီးမောင်နှံပျော်ပျော်ပါပါနေကြရင်တလားလောက်ကြာသွားတော့ငါကဝဲခြင်းတဟာလေးများဝယ်ရအောင်သူစီ ီမှအခွင့်တောင်းပြီးဈေးသို့သွားပါသည်ဒီတော့ငါ့ကိုပရိယေဆင်ပြီးလာခေါ်သည့်အမေကြီးကငါနှင့်အတူလိုက်၍လာပါသည်ဈေးသို့ရောက်သောအခါအမေကြီးကသူ့အသည့်ပိုးကုံတဲ့ယောက်ျားပြူတယောက်ဆိုင်သို့ခေါ်သွားပါသည်အဲ့ဒီပိုးထယ်ဆိုင်သို့မရောက်ခင်လဲအဖွားကြီးကဒီပိုးထယ်ရောက်သည့်တငယ်ဟာအဖေအမေလည်းမရှိဘူးအမွေရထားလို့ချမ်းသာလိုက်တဟာလဲပြောစရာမရှိဘူး တစည်းလုံးမှာသူ့ဆိုင်လိုဆောင်တဟာမရှိဘူးဟုပြောပါသည် ဆိုင်သို့ရောက်သွားသောအခါအမေကြီးကပင်ဆ ảy ဟေ့မောင်ရင်ဟောဒီမမလေးကိုအစမ်းဆုံးအမျိုးအကောင်းဆုံးပိုးထည်တဲ့ကပြလိုက်စမ်းပါဟု ပြောပြီးငါအနာတို့ကကမမလေးကသူ့အပေါ်မှာချိုချိုသာသာပြောပါဟုတိုးတိုးပြောပါသည်ဒီတော့ငါကငါခင်ပွန်းကလွဲလင်ဘဲယောက်ျားနေမြစကားမပြောပါဘူးလို့ငါတစ္ဆာပြုထားတဟာပဲဟုဆိုပါသည်ဒီတော့အမေကြီးကငါပြောသည့်စကားကို မကြားဟန်ပြု၍အိုး းကုံတဲ့ယောက်ျားပြို့ကိုချီးမွမ်းစကားပြောပါသည်ဒီတော့ငါကငါတီကိုလာတဟာကအထယ်ဝယ်ဖို့လာတဟာပါဘွာ စကားပြောကောင်းတဟာကိုနားထောင်ဖို့လာတဟာမဟုတ်ပါဘူးဟုခက်တိုတိုပဲပြောလိုက်ပါသည်ထို့နောက်ငါကြိုက်သည့်အထယ်ကိုယူပြီးအဖိုးဘလောက်ပေးရမလဲဟုဆိုင်ရှင်ကိုမေးပါသည်ဒီတော့ဆိုင်ရှင်ယောက်ျားပြို့ကဘလောက်မျှမပေးပါနဲ့လက်ဆောင်လိုသဘောထားပြီးအလကားယူသွားပါဟု ဆိုပါသည်ဒီတော့ငါကသူ့အထယ်ကိုပြန်ပေးလိုက်ပြီးအမေကြီးအားအလကားတော့မလိုချင် you. Mm -hmm. လာအဖွာတောမီဟု ဆိုပါသည်ဒီတော့ဆိုင်ရှင်ကအလာဟု အရှင်ကဲတော်မူပါဒီဆိုင်ကကုံများကို အတပြာဘလောက်ပေးပေးမရနိုင်ပါမမပါကို တရှုပ်တဲနန်းခွေပြုမီဆိုပါလျင်ပိုးထဲတစ်ထဲနှစ်ထဲတွင်မဟုတ်ပဲတဆိုင်လုံးကိုပင်လက်ဆောင်အဖြစ်နှင့်အလကားယူနိုင်ပါသည်ဟုပြောပါသည်ဒီတော့အမေကြီးကအဲ့ဒီလိုနန်းရတော့မောင်ရင်အဖို့မှာဘလို့ကြိုးထူးမှာလဲဟုမေးပြီးလျင်ငါဘက်ကိုလှည့်၍သမီးရဲ့တီကောင်ကတိတ်ခတ်သည့်အကောင်ပဲနန်းကျင်နန်းပါစီ ည်ပါပဲ့သွားတဟာမှမဟုတ်ပဲကိုလိုချင်းတဟာအလကားရရင်ပြီးတဟာပဲဟုပြောပါသည်ဒီတော့ငါကမတော်တဟာပဲအပွားရင်အလာဟုအရှင်မကြိုက်တဟာကိုငါမလုံနိုင်ပါဘူးဟုပြန်ပြောပါသည်ဒီတော့တခါအမေကြီးကသမီးကလည်းရှာရှည်လိုက်တဟာသူ့ဟာသူနန်းကျင်တဟာနန်းပါစေကိုကပါဇက်ကလည်းဘာမှမပြောနဲ့ကိုကလည်းသူ့ဘက်ညွတ်မပေးပဲနေလိုက်ရင်ကိုလဲဝီနေလဲလွတ်ရောကိုလိုချင်းတဟာလည်းအလကားရရောမဟုတ်လားပြီးတော့ကို့မှာလည်းဘာမှဖြစ်မှာ မှာမဟုတ်ပဲနဲ့ဟုနားသွင်းပါသည်ဒီတော့ငါကလည်းမတော်သည့်အကြောင်းမဖြစ်နိုင်သည့်အကြောင်းနဲ့အတန်တန်ငင်းပါသည်ဒီတော့အမေကြီးကနန်းတဟာများ၏ဘာဖြစ်တဟာလိုက်လို့ခဲခဲရင်ရင်ရှိလိုက်တဟာလို့ထက်တလဲလဲတိုက်တွန်းပါသည်အဲ့တဟာနဲ့ပဲနောက်ဆုံးကြတော့ငါလည်းနားယောင်ပြီးပါဇက်ကတင်းင်းနဲ့ငင်းရင်တခြားလူတွေလည်းမမြင်နိုင်အောင်ခြုံငါကိုဖြန့်ကင်ပြီးမျက်နာကို ဆောင်းရွေပေးလိုက်ပါသည်ဒီတော့ဆိုင်ရှင်ယောက်ျားပြိုကတခါရဲငါပါးကိုပေါက်သွားအောင်ကြိုက်ဆွဲပါသည် ထို့နောက်သွေးများထန်ထန်ကြပြီးငါလဲသတိမေ့သွားပါသည် နောက်သတိရ၍ကြီးလိုက်သောအခါဆိုင်လဲပိတ်ထားပြီးနောက်ကိုအမေကြီးကပွေထားပြီးအလာဟုအရှင်ရဲ့ကျေးဇူးတော်ကြောင့်တဟာလောင်းနှင့်ပဲပြီးသွားသဟာပဲတော်ပါသေးရဲ့လို့ပြောတံကိုကြားရပါသည် ထို့နောက်အမေကြီးကကိုင်းလာလာအိမ်ပြန်ကြပြီတတော်ကြာလူတွေတိသွားပြီအဆက်တကွဲအကျိုးနဲ့ဖြစ်ကုန်ပြီအိမ်ရောက်တော့ကြပြာကြရအခန်းထဲဝင်ပြီးနေမကောင်းချင်အောင်ဆောင်ပြီးအိယာထဲမှာစောင်းကြုံအိတ်နေတာပေါ့ဒီတော့မှမမတ်လေးရဲ့အနာထဲဖို့အမေဆေးရှာလာခဲ့မြီကိစ္စမရှိပါဘူးအေးနှစ်ရက်သုံးရက်လောက်နေရင်ကြောက်သွားမှာပါပဲမပူပါနဲ့ဟုဆိုပါသည် အဲ့တဟာနဲ့ငါလည်းအိမ်ကိုပြန်လာပြီးအိမ်ရောက်တော့နေမကောင်းချင်အောင်ဆောင်ပြီးအိယာထဲမှာဝင်ခွေနေပါသည်။ညကျတော့ငါခင်ပွန်းကလာပြီးရှင်မဈေးသွားရင်ဘာဖြစ်လာလို့အိယာထဲကမထနိုင်ရတဟာလဲဟုမေးပါသည်။ဒီတော့ငါကဘာမှမဖြစ်ပါဘူး။ခေါင်းတွေကြိုက်လုံးလို့ခဏလှဲနေတာပါလို့ပြောလိုက်ပါသည်။ဒီတော့သူကမရှုတိုင်တိုင်ထွန်းကငါကိုတေးသေးချာချာကြည့်ပြီးနေပါဦး။ရှင်မပါးကအနာကဘာဖြစ်တဟာလဲ။ရှင်မဖြစ်ရပလေအသားနှုတ်ဒီနေရာမှာရွေးပြီး ီအနာပေါက်ရသည်ဟုဆိုပါသည်ဒီတော့ငါကဘာမှဖြစ်လို့မဟုတ်ပါဘူးချင်းတင်လာသည့်ကလပ်အုပ်ကြီးကဝင်းဒိုးတဟာနှင့်ထင်းဆနှင့်ထိုးမိသွားလိုပါလမ်းကလည်းကျင်းတော့လွတ်အောင်မရှောင်နိုင်ပါဘူးဟုဆိုပါသည်ဒီတော့သူကဒီလိုဆိုရင်ငါမခံဘူးထင်းတယ်ရိအကုန်လုံးကတ်တင်အောင်မြို့ဝင်ကိုငါသွားတိုင်ပြီဟုဆိုပါသည်ဒီတော့ငါကဒီလိုလဲဒေါသရှိမထားပါနဲ့ရှင် အခုဖြစ်ရတဟာကငါပြင်းနေငါဖြစ်ရတဟာပါငါကမြည်စီးပြီးပြန်လာတော့မြည် ေါ်ကလိမ့်ကြပြီးထင်းနှင်ပဲတိုက်မိသလားဟန်ကွဲပဲရှာသွားသလားမပြောတတ်ပါဘူးကိုပြစ်နှင်ကိုဖြစ်ရသဟာကိုဂျားကမဆိုင်သည့်သူတွေကိုဒုက္ခဖြစ်ရမည်ဆိုလို့မတော်ပါဘူးဟုပြောပါသည်ဒီတော့တခါသူကဒီလိုဆိုရင်မြင်းရှင်တွေအကုန်လုံးဒုက္ခရောက်အောင်နန်းရင်ဝင်ကြီးကိုငါသွားတိုင်မည်ဟုဆိုပြန်ပါသည်ဒီတော့တခါငါကမဟုတ်ပါဘူးအခုငါဖြစ်ရတဟာက ကိုကြမာနဲ့ကိုအလာဟု အရှင်ဤအလိုတော်အတိုင်းဖြစ်ရတဟာပါ ြီးတော့တခြားသူများကိုလည်းရံမရှာခြင်းပါနဲ့ဟုပြောပါသည်ဒီတော့သူကဒီလိုနဲ့ငါမအေးနိုင်ဘူးတင်းတို့တွေအကုန်လုံးတေကုံအောင်ငါလုံးမည်ဟုကြိန်ွားပြီးငါကိုအမျိုးမျိုးအဖုံဖုံစစ်ပါသည်ငါကလည်းအလာဟုအရှင်ရဲ့အလိုတော်အတိုင်းဖြစ်ရသဟာပါဘသူအပေါ်မှာရံမလုံးခြင်းပါနဲ့ဟုပြောပြန်ပါသည်ဒီတော့ ငါမူးမမှန်တဟာသူရိတ်မိလာပြီဟဲ့တစ္ဆာဖောက်မနင်းကိုငါအရှင်မထားဘူးဟုဆိုပြီးကျုံများကိုလှမ်း၍ခေါ်လိုက်ပါသည်ထိုအခါကျုံမဲကြီးခုနှစ်ယောက်ဝင်လာကြပါသည်ဒီတော့သူကဟဲ့လာကြစမ်းဒီကောင်မကိုကျိုးနှင့်တုတ်ကြစမ်းဟုမိန့်ပေးပြီးဓားကိုဆွဲကာကျော်ဒီကောင်မကိုခားလေကပိုင်းပြီးတီကလေးမြစ်ထဲပြစ်ချကြပြီးငားစာကျွေးလိုက်ကြဟုဆိုပါသည် ဒီတော့ငါကမူပြီးဓာကြီးဝင်း၍နေသောကြုံမဲကြီးကိုခဏဆိုင်းပါအောင်ဟဲ့ငါလာဟုအရှင်ကိုအာယုံပြုခြင်းလိုပါလို့ပြောပါသည်အဲ့ဒီတော့မှပဲအမဲကြီးလဲဦးရဖားရနဲ့ပြေးလာပြီးငါခင်ပွန်းရဲ့ခြေထောက်ကိုဖတ်ပြီးလက်လွန်ကုန်ပါမိမောင်တီးခံပါမောင်ဟာအသက်လဲငယ်ပါသေးသည် အကယ်၍ဒီသူငယ်မကိုတတ်လိုက်လို့ရှိရင်လည်းမောင်းတက်လဲချမ်းသာရမည်မဟုတ်ပါဘူးပြီးတော့ဒီသူငယ်မမှာလည်းအဆုံးစီရင်တော့အောင်အပြည့်မရှိပါဘူးဒီတော့အမေစကားကိုနားထောင်ပါအမေလည်းမောင်းစီမှာအမှုထမ်းလာတာကြာပါပြီဟုဆိုပါသည်ဒီတော့ငါခင်ပွန်းလဲစိတ်ဆိုးအနေငယ်ပြေသွားပြီ။ကောင်းပြီဒီလိုဆိုရင်သူ့အသက်ကိုချမ်းသာပေးလိုက်မည်။သို့တော့ ဒီတစ္ဆာဖောင်းမကိုတော့မှတ်လောက်အောင်လုံးလိုက်ရမှငါအေးမီဟုပြောပြီးလင်ငါ့ကိုမလုံနိုင်မရှက်နိုင်အောင်ခြေရောလက်ရောကင်ထားစေပြီးလင်တကူလုံးကြင်ရခြင်းရှက်သွားအောင်ရိုက်ပါသည်ဒီတော့ငါလဲနာလွန်းသဖြင့်မျောရွေသွားပါသည်ထို့နောက်နေဝင်မိုးချုပ်အချိန်တို့ရောက်တော့အခါငါခင်ပွန်းဤအမိန့်ဖြင့်ကျုံမဲကြီးများသည်ငါကိုထမ်းပြီးလျှင်ငါဤပထမနေရင်အိမ်သို့ပြန်ပို့ကြပါသည် ငါ့ဤနေအိမ်သို့ပြန်ရောက်ပြီးနောက်ငါ့ဤဒံရများမှာပြင်းထန်လာသဖြင့်လေးလလောက်ကြာအောင်ဆေးကုယူရပါသည်ထို့နောက်ငါဟာတယောက်တည်းမနေခြင်းသဖြင့်ငါ့ဤအဖေတူအမေကွဲအမဟောသည်မမဆိုဗေဒာအိမ်သို့သွားပြီးငါ့ဤဖြစ်ပြက်ရပုံအလုံးစုံကို ပြောပြပါသည်ဒီတော့ဆိုဗေဒာကညီမရဲ့ဒုနယာမှာဒီလိုပဲတွေ့ကြုံရတဲ့ဟာပေါ့ဒီတော့ ညီမလည်းဖြစ်ပြီးသားအကြောင်းကိုဝမ်းနည်းမနေပဲအသက်မတရသည့်အတွက်သာအလာဟုအရှင်ကိုကျေးဇူးတင်ပေတော်ဟုပြောပါသည်ငါရောက်သွားတော့ဟောဒီခွေးနှမကြီးနှကောင်ကိုလည်းတွေ့ပါသည်ထို့နောက်မမဆိုပေတာကလည်းဒုနီယာမှာပစ္စည်းဥစ္စာဆုံးပါ၍မိတ်ဆွေတင်ကဟာတို့ကစွန့်ပြစ်သွားသည့်အခါတွင်ဝမ်းနည်းပူဆွေးခြင်းမရှိပဲနေတတ်ဖို့အရေးကြီးကြောင်းနှင့်လည်းတရားချပါသည် ီးတော့မမဆိုးပေတာကလည်းသူ့မင်းသားကလေးနဲ့꿰ခဲ့ရပုံသူ့အမကြီးနဲ့ရောက်ခွေးနှမကြီးများဘဝတို့ရောက်သွားရပုံများကိုစုံလင်အောင်ပြောပြပါသည်အဲ့တဟာနှစ်ပဲငါတို့ညီမနှစ်ယောက်ဟာနေယူသားငွေဖို့အကြောင်းကိုစိတ်မကူးကြပဲစားလာတော့လားနဲ့သုံးနှစ်တာမြတ်ပျော်ပျော်ပါးပါးနေကြပါသည်ထိုနောက်ငါတို့အိမ်သူဟောဒီကမမစာဒီလဲရောက်လာပါသည်အဲ့တဟာနဲ့မမစာဒီကဈေးသွားငါကအိမ်ကထမင်းချက်ပြီး မမဇိုဘေရာစီမှာစိတ်ချမ်းသာလက်ချမ်းသာမိခိုနေထိုင်ကြသည်မှာမင်းညကဧည့်သည်9ယောက်ရောက်ပြီးနောက်ဖြစ်ပျက်သည့်အကြောင်းများကတော့သာသနာဒါယကမဟာဧကရိဘယင်မင်းမြတ်ကြီးတည်တော်မူပြီးမို့ထက်၍လျှောက်ရန်မလိုတော့ပါ။ငါရဲ့အကြောင်းကတော့တဟာပါပဲဟုအမီနာကဟာလုံအာလာရှိဘယင်ကြီးအားလျှောက်တဲ့ဒီတော့ရှင်ဘယင်ကြီးကဖိုးသူတော်၃ယောက်နဲ့တကွဇိုဘေရာနဲ့ အမီနာတို့အဖြစ်ပြက်များကို အခရာတင်ပြီးလျင်ရွှေတိုက်တော်၌နောင်လာနောက်သားများဖတ်ရှုဆင်ခြင်နိုင်စေခြင်းအကျိုးမှာတည်ရထားရမည်ဟုနန်းရင်ဝင်ကြီးအားအမိန့်ပေးတဲ့ထို့နောက်ရှင်ဘုရင်ကြီးကဇိုးဘေဒာအားအနုနေပါအောင်အခုမေမင်းရဲ့အမကြီးနှစ်ယောက်ကိုဖန်ဆားထားသည့်တရေမဘဲမာနေသည်ဆိုသဟာကောမေမင်းတည်သလားဟုဇိုးဘေဒါကိုမေးတဲ့။ဒီတော့ဇိုးဘေဒါကမှန်လားပါဖုံးတော်ကြောင့် ဒီတရေမကိုအရှင်မင်းမြတ်ဤရှေးမောက်တို့ရောက်လာအောင် လုံနိုင်သည်နည်းရှိကြောင်းပါဟုဆိုပြီးလျင်တရေမက သူ့ကိုလာစေခြင်းလင်မိရှို့လိုက်ဖို့ပေးထားခဲ့သောစံကြည်ပင်များရှိကြောင်းကိုပြောပြီးလျင်ထိုတရေမဤစံကြည်ပင်များကိုရှင်ဘရင်ကြီးအားဆက်တတ်တဲ့ထိုအခါဘရင်ကြီးသည်တရေမဤစံကြည်ပင်များကိုဇိုးဘေးရာထံမှယူ၍မိဖို့ရဲသို့ပြစ်ထည့်လိုက်တဲ့ စံကြည်ပင်များမိကျွတ်၍သွားသည်နှင့်တပြိုင်နက်ကြောက်မက်ဖွယ်ကောင်းသောအတန်ကြီးထွက်ပေါ်လာပြီးလျှင်နန်းတော်ကြီးတစ်ခုလုံးမှောင်ကြီးမဲကြီးကြကာတွတ်တွတ်ခါအောင်တုံလုံသွားပါတဲ့ထို့နောက်တရေမသည်ကိုထင်ပြ၍ရှင်ဘရင်ကြီး၏ရှေ့တော်မှောက်၌ခါစား၍သူ့ကိုဘဲเจ้าခေါ်ရသည့်အကြောင်းကိုမေးလျှောက်တဲ့ဒီတော့ရှင်ဘရင်ကြီးကဇိုးဘေဒာ၏အမကြီးနှစ်ယောက်ဟာသင်ဖန်းစားထားသဖြင့်ခွေးနှမကြီးများဖြစ်နေရသည်ဟုပြောသည် ယခုတင်သည့်အဲဒီခွေးနှမကြီးနှကောင်ကိုမိမွေးတိုင်းဖောက်မွေးတိုင်းလူဖြစ်သူပြန်ရောက်အောင်တင်ဤပညာကိုပြန်၍ဖြည့်ပေးစေလိုသည်ဟုအမိတ်တော်မှတ်တဲ့ဒီတော့တရေမကဇိုဘေရာသည်သူ၏အသက်သခင်ယေရှုရှင်ဖြစ်ကြောင်းသူ့ကိုတရေကြီးတကောင်ကနဂါးရောင်ဆောင်၍လိုက်သည်ဖြင့်သူကငွေရောင်ဆောင်၍ပြေးရစဉ်ကဇိုဘေရာကကဲလိုက်ကြောင်းထို့ကြောင့်ဇိုဘေရာအပေါ်တွင်တေချောင်းကြံသည့်အမကြီးနှစ်ယောက်ကို ပထမတက်ပြစ်လိုက်မည်ဟုကြံပြီးနောက်မှာ ဇိုဗေရာစိတ်မကောင်းဖြစ်မည်ဆိုသဖြင့်မတက်ပဲခွေးနှမကြီးများဖြစ်သို့ပြောင်းပြစ်လိုက်ကြောင်းများကိုရှောက်ထားပြီးလျှင်ရေတစ်ခွက်ကိုတောင်း၍မန်းကာခွေးနှမကြီးနှစ်ကောင်ကိုဖြန်းပြီးနောက်တင်းတို့သည်လူအဖြစ်သို့ပြန်ရောက်ကြစေသည်ဟုဆိုပါသည်ထိုအခါခွေးနှမကြီးနှစ်ကောင်လည်းလူပြန်ဖြစ်၍လာကြသည်ထိုနောက်ရှင်ဘုရင်ကြီးကဟုတ်ပြီဇိုဗေဒာရဲ့အမကြီးနှစ်ယောက်ကိစ္စကတော့တရေမှကျေးဇူးကြောင့်ပြီးသွားပြီ အမီနာကိုနှိမ့်ဆက်သည့်သူကိုတွေ့အောင်ရှာ၍စစ်ဆေးပြီးအမှုနှစ်တူအောင်စီရင်ဖို့ပဲကြံတော့သည်ဟုမိတ်တော်မူတဲ့။ဒီတော့တရေမာကမှန်လားပါ။အမီနာကိုရိုင်းနှက်သည့်ယောက်ျားကိုဝေးဝေးမှရှာဖို့မလိုပါ။ထိုယောက်ျားမှာအခြားသူမဟုတ်ပါအသင်မင်းကြီးဤသားတော်ပင်ဖြစ်ပါသည်ဖျားဟုလျှောက်တဲ့။ဒီတော့ရှင်ဘီရင်ကြီးကသားတော်ကိုရှေ့တော်သို့တွင်း၍စစ်ဆေးတော်မူတဲ့။သားတော်ကလည်းဟုတ်မှန်သည့်အတိုင်းဝန်ခံတဲ့။ ထိုခါရှင်ဘရင်ကြီးကတဟာဖြစ်ကောင်းပြီယခုငါဒီငါတည်ပြီးနောက်နောင်လာနောက်သားများပြောဆောင်မှတ်ပြုလောက်အောင်တရားစီရင်မည်ဟု အမိန့်တော်ရှိပြီးလျင်မူးမတ်အုံလင်ကိုညီလာခံခေါ်ပြီးနောက်ညီလာခံဘို့ထုအရှုခံဆောင်သောအခါโซเบราเนี่ยตะกั่วคุ้ยแน่มาหางตู่เผ่ตู่มะเอตู่อม่าจี2หยกอามินดาผิดตอโพตู่รอตองเนี่ยตวยันตวยันส่งแฟ่ยิเป้บี้เลย ရောက်ပတ်သောယာရုဌာနနေရာတို့ကိုချီးမြှင့်တော်မူတဲ့ထို့နောက်အမီနာအားမိမိသားတော်နှင့်ပြန်၍လက်ဆက်ပေးတဲ့ထို့နောက်ဇေဝယ်ကောင်းသောပြိုကြီးစာဒီကိုမူသူကိုယ်တိုင်မျက်နိုးတော်မူသဖြင့်တင်ပိုက်၍မိဖုရားအဆောင်ရောင်ကိုနှင်းတဲ့ထိုအခါရှင်ဘရင်ကြီး၏တနာကျင်နာဂယုနာရှိတတ်ပုံအညောမြင်အစဉ်ချင်းအလိမ္မာနှင့်ပြည့်စုံပုံကိုတိုင်းသားပြည်သူရှင်တို့များကကောင်းချီးဩဝါပေးကြတဲ့ ထိုခါမှစ၍ဟာလုံအားလာရှိမင်းကြီးလင်အမှုရှိသောဆယ်ဦးသောသူတို့သားနှင့်သူတို့သမီးတို့မှအသက်ထက်ဆုံးချမ်းသာပျော်ရွှင်စွာနေကြပါသည်။ဤတို့လင်ဘဂဒန်မြို့တော်သူ၃ဦးနှင့်ဖိုးသူတော်၃ယောက်တို့၏အကြောင်းကိုနားထောင်၍မငြင်းနိုင်လောက်အောင်စီကာဘက်ကုန်းပြောပြီးနောက်ရှာလာဇက်သည်ခက်မစိတ်နေလေသည်။ဒီတော့မိမငယ်တွင်ရာဇက်ကမမရဲ့မမပြောသည့်ပုံတွေကတိတ်ကောင်းသဟာပဲ။ ားထောင်လို့ကိုအားမရနိုင်ဘူး။မိုးလဲမလင်းသေးပါဘူးမမရဲ့။နောက်ထပ်တပုံတော့ပြောပါအောင်ဟုဆိုသည်။ပြီးတော့ရှာလာဇက်ကခုံးတော်ကြီးသောသာသနာဒါယကမဟာဣဂရစ်ဘယင်မင်းမြတ်ကြီးကခွင့်ပြုတော်မူမည်ဆိုရင်တော့ပြောရသဟာပေါ့မြမလေးရဲ့ဟုဆိုသည်။ပြီးတော့ရှာလီယာမင်းကြီးကအင်းကောင်းပြီပြောနိုင်သည်။တိတ်လဲမရှိစေနှင့်ဟုမိတော်မူသ ပြီးတော့ရှာလာဆက်ကဆိုလာတန်းဒီပုံကိုထပ်၍ပြောကရှာလီယာမင်းကြီးအားရွှေနာတော်တွင်တဲ့